မမီတက်တနာတက်တက်လေးဘာဖြစ်လို့ပုံကြီးချက်နေရတာလဲနေဝင်ပါပါနဲ့ကြီးယမားကငါရဲ့ဆုံးမမှုအောက်ကလွတ်ကလေးရမရိုင်းနေတာယမားနေမီကိုပြန်တောင်းမယ်အခုတောင်းမယ်ယမားမမလို့မတောင်းမနိုင်ဘူးဒါမဲ့ तू နဲ့အမအစ်မပိုင်းချင်းချင်း तू မကျူးကျော်ရအောင်မရိုက်ဘူးတဲ့ ဒါပေမဲ့ဒီကားမှာကျတော့သူဒရိုက်တာဖြစ်နေတာဟုတ်ဒရိုက်တာဖြစ်နေတဲ့အခါကျတော့သူကအမထားလိုက်ပါတော့အမအမရွေးလိုက်တဲ့အင်ဂျင်ရောင်လေးပေါ့နော်လူရောင်လေးကအစာသူကအမ်ဟိုမလို့ချင်ဘူးအမကျွန်တော်အဲ့ရောင်မလို့ချင်ဘူးပဲအဲ့လိုမျိုးလေးပေါ့နော်အဲ့ဒီဒီအင်ဂျင်မာတင်စပြီးတော့အဲအဲ့လိုမျိုးဖြစ်ပြီးအဲအင်ဂျင်မာတင်တော်ရအမကျွန်တော်ဒီရောင်မလို့ချင်ဘူးဆိုပြလို့မျိုးဖြစ်ပြီးလဲပြီးရောဟိုစင်းမော်ရောက်ကုန် အဲ့နလဲပြလိုက်တော့ okay ဆိုပြီးစင်းမော်လေးရလို့ရတော့ဟိုအမနည်းနည်းတော့အဲ့မှာလန့်သွားတာပေါ့နော်အဲ့လန့်သွားတဲ့အချိန်မှာပြီးအဲ့အဲ့မှာစင်းမော်ရောက်နေဆိုတော့ပထမပြောလိုက်တဲ့ဒီစကားတယ်အဲ့တော့ဟာအမကျွန်တော်လည်းမျိုးမဟုတ်ဘူးဟာအမအရှိမရိုက်ထားတယ်လေအဲ့လိုဆိုအဲနည်းနည်းတော့ သူနဲ့လည်းစုံမှုပါတော့မဟာအမကျွန်တော်နဲ့အရှိမရိပ်ဖူးတယ်လေအမဒီလိုမျိုးမဟုတ်ပါဘူးအမကျွန်တော်စကားပြောတာတွေနားထောင်မှုတယ်ဒီလိုမဟုတ်ပါဘူးကိုကတော့မှနည်းနည်းကြောက်နေရပေါ့တော့မဟိုကြောက်တယ်လေဟိုမဟိုမပြောရဲဘူးလေအခါကျအမလို့မဟုတ်ဘူးနည်းနည်းလေးအချိန်ပေးနည်းနည်းစကားပြောဟိုရွှေသမီးနဲ့စကားပြောနောက်မိုးပွင့်ဖြူအဲ့လိုနည်းနည်းပွားပြောပြီးတော့မှနည်းနည်းလေးအချိန်လေးရပြီးတော့မှအဲ့ပထမဆင်းလေးပြီးသွားတာဗောနော်အဲ့အဲ့တော့မှ အမရပါတယ်အမဘာဖြစ်လို့လဲဆိုပြီးတော့ မိဘမဲ့ခင်ဟာကဟိုတောင်းအောင်ဆရာမှာပေါ့ဟုတ်ဘယ်လိုမျိုးလုပ်ခွင့်ရလဲဆိုတဲ့ခါကျတော့တတိယဒီမှာပေါ့နော်ဟိုစိတ်တဘောဓာနူးညံ့နေဟိုတောင်းအောင်ဆရာမကြီးဟိုနေရာပေါ့နော်အဲ့လိုမျိုးဆိုတော့ဘယ်လိုမျိုးလေးလုပ်ခွင့်ရလဲဆိုတော့ဒီဟာကျတော့လေအဲဟိုတတိယအပြင်ပုံမှန်ဟို character လေးပဲဟိုဆိုတော့လေအဒီနေရာလေးကတော့ မားနဲ့အဆင်ပြေမယ်ဆိုပြီးတော့ဒရိုက်တာကိုမင်းဦးကနေပြီးတော့အာမအိုတင်ရလေးဟိုဟိုခေါ်ရိုက်တာပေါ့နော်အဲ့ဒါရဲ့ပြီးတော့ဟိုမဟာဟိုပြုံးပေါ့နော်အဲအဲ့ဒါကြောင့်မလို့ဒီဒီဒီကားလေးရိုက်ဖြစ်တာမဟုတ်ဘူးနေ့ကမကဟိုဒရိုက်တာနေနေတော့မမရိုက်ဘူးဟိုဒါပေမဲ့လို့ဟိုဇလမ်ဟိုဒရိုက်တာကိုသားညီရိုက်တယ်ဟိုဘာလဲပိုင်ရှင်ရှိတယ်မကျူးကျော်ရပါတော့အမအိတ်ကမှာတော့ကိုမင်းဦးနဲ့စုံမှုပါတယ်ဟုတ် အမရိုက်နေကြဟိုပုံမှန်မှာပဲဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့အမကနည်းနည်းဘယ်လိုခေါ်မလဲဒီဘယ်လိုအမရဲ့ character ဒီအေးတဲ့ဘက်ကိုသွားတာပေါ့နော်အေးတဲ့ဘက်ကိုသွားတယ်ဒီဆရာမလေးဟိုမေတ္တာကြီးတဲ့ဟိုဆရာမပေါ့နော်ဟာအဲ့လိုမျိုးအာကိုမင်းဦးတို့ကကျတော့ဒါအမတို့ငငယ်ကလေးကတရားပေးခဲ့ရတယ် အော်မင်းသားတွေဖြစ်တယ်ပေါ့နော်အရန်ကိုထူးချွန်တဲ့အဟိုတရုတ်ဆောင်နေပေါ့နော်မမတို့ဟိုလေးစားရတဲ့အတူခိုးရတဲ့ဟိုမင်းသားတွေပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အခုဒါရိုက်တာအနေနဲ့စုံရတဲ့ခါကျတော့လေအမအပို့ပြီးတော့ကိုမင်းကိုပို့လေးစားရတယ်ပေါ့နော်အမတို့နေရာကျတော့မမတို့ကျတော့ဒါဟိုနောက်ပိုင်းဝင်တဲ့ဟို သရုပ်ဆောင်အစ်စ်လို့ပြောလို့ရတာပေါ့နော်အဲ့ခါကျတော့အဲ့စင်ပထမအဦးဆုံးနေ့မှာပဲအကုမင်းကသူဖြစ်ချင်တာလေးတွေပေါ့နော်ဟာအမကကျွန်တော်ဒီလိုမျိုးလေးဖြစ်ချင်တာဒီ character အနေနဲ့ကတော့ဒီလိုမျိုးလေးလုပ်ချင်တာအဲ့လိုမျိုးပေါ့ပြောအများကြီးတင်ယူရပါတယ်လေးလေးလေးစားရပါတယ်ဟုတ်အဲဘာတွေများဖြစ်မလဲဆိုတော့အများကြီးပါပဲသမီးရဲ့အာ ဟိုဘာလို့လဲဆိုတော့ကိုနဲ့ဆော့ဆော့ပြောထားသလိုပေါ့နော်အရှိကစီနီယာလေးလေစီနီယာလေးဖြစ်တယ်အာပြီးတော့အခုဒီစင်းပေါ်မှာလည်းဒါရိုက်တာလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့မတော်ကကြတော့အမှုပညာပိုင်းအနေနဲ့ကတော့နည်းသေးတာပေါ့နော်ဟိုအစ်စ်လေးဖြစ်တဲ့အပြင်ဟိုဝင်လာအမှုပညာလောကတွေဝင်လာတာကလည်းမကြသေးဘူးဖြစ်တဲ့အထွတ်ထောင်မှုလို့ကိုဟိုသင်ယူရတာပေါ့နော်အများကြီးဟိုသင်ယူရပါတယ်ဟုတ် အာကိုမင်းဆက်ခုံအာအမဘယ်လိုပြောရမလဲဆိုတဲ့အခါကျတော့ဟိုဟိုဒါရိုက်တာလည်းဖြစ်တာပေါ့နော်ဒါရိုက်တာလည်းဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဟိုဘယ်လိုခေါ်မလဲဒီတရုတ်ဆောင်မိုင်းမှာလည်းအရန်ကိုဟိုတော်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဟိုတော်တော်လေးတော့ဟိုဟိုမှာဖြစ်ရပါတယ်သူစိတ်ကြိုက်ဖြစ်အောင်ပေါ့နော်အဲ့ဒါမှပထမဦးဆုံးဆင်းရပထမဦးဆုံးနေ့ ပထမဦးဆုံးနေ့ပထမဦးဆုံးရိုက်တဲ့ဆင်းပါပဲအဲ့လိုမျိုးလေးပေါ့နော်အားနဲ့အာနောက်တော့ကိုမင်းကတေချာပြပြပါတယ်အမကျွန်တော်လူတင်နာတွေကတော့ဒီလိုမဟုတ်ဘူးဆိုတဲ့အခါကျတော့ဒါဘယ်လိုပဲဖြစ်ဖြစ်ဒီဆင်းလေးပြပြမြောက်မြောက်ဖြစ်အောင်ရိုက်ဖြစ်သွားတယ်ဆိုတဲ့အခါကျတော့ဒါဒရိုက်တာတော်လို့ပေါ့နော်အများကြီးဟိုသင်ပေးပါတယ်ဟုတ်အော်ရှိတာပေါ့ဘာလို့လဲဆိုတော့အမဒီအရှိမလေးရိုက်ခဲ့တယ်ရိုက်ခဲ့တဲ့ဟာမှာဒါ ဒီကိုမင်းဦးနဲ့လူမျိုးတခါမှလူမျိုးတော့မဖြစ်ဘူးဒါမဲ့သူနဲ့အမအရှိမပိုင်းရှင်ရှင်သူမကျူးကျော်ရအောင်မရိုက်ဘူးတဲ့ဒါမဲ့ဒီကားမှာကျတော့ဒရိုက်တာဖြစ်နေတာဟုတ်ဒရိုက်တာဖြစ်နေတဲ့အခါကျတော့ तू ကအမထားလိုက်ပါတော့အမအမရွေးလိုက်တဲ့အင်ဂျီရောင်လေးပေါ့နော်လူမျိုးရောင်လေးကအစာသူကအမ်ဟိုမလို့ချင်ဘူးအမကျွန်တော်အဲ့အရာမလို့ချင်ဘူးအဲ့အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒီဒီအင်ဂျီမာတင်စပြီးတော့အဲအဲ့လိုမျိုးဖြစ်ပြီး အဲအင်းဒီမှာနေတူရအမကျွန်တော်ဒီရောက်မလို့ခြင်းဘူးဆိုပြလို့မဖြစ်ပြီးလဲပြီးရောဟိုစင်းမော်ရောက်ကောအဲ့နလဲပြလိုက်တော့ okay ဆိုပြီးစင်းမော်လဲရောက်လဲရောက်ကောဟိုအမနည်းနည်းတော့အဲ့မှာလန့်သွားတာပေါ့နော်အဲ့လန့်သွားတဲ့အချိန်မှာပြီးအဲ့အဲ့မှာစင်းမော်ရောက်နေဆိုတော့ပထမပြောလိုက်တဲ့ဒီစကားတွေအဲ့တော့ဟာအမကျွန်တော်လည်းမျိုးမဟုတ်ဘူးဟာအမအရှိမရိုက်ထားတယ်လေအဲ့လိုဆိုအဲ့နည်းနည်းတော့ သူနဲ့လည်းစုံမှုပါတော့မှာအမကျွန်တော်နဲ့အရှိမရိပ်ဖူးတယ်လေအမဒီလိုမျိုးမဟုတ်ပါဘူးအမကျွန်တော်စကားပြောတာတွေနားထောင်ဘူးတယ်ဒီလိုမဟုတ်ပါဘူးကိုကတော့မှာနည်းနည်းကြောက်နေရပေါ့တော့မဟိုကြောက်တယ်လေဟိုမဟိုမပြောရဲဘူးလေအခါကျအမလို့မဟုတ်ဘူးနည်းနည်းလေးအချိန်ပေးနည်းနည်းစကားပြောဟိုရွှေသမီးနဲ့စကားပြောနောက်မိုးပွင့်ဖြူအဲ့လိုနည်းနည်းပြောပြီးတော့မှာနည်းနည်းလေးအချိန်လေးရပြီးတော့မှာ အဲ့ပထမဆင်းလေးပြီးသွားတာဗောနော်အဲ့အဲ့တော့မှအမရပါတယ်အမဘာဖြစ်လို့လဲဆိုပြီးတော့နည်းနည်းလောဘကြီးတော့လေအာသူကလေးလိုမျိုးဆိုတဲ့ခါကျတော့အဲ့ခါကျတော့ဘယ်လိုပဲဖြစ်ကိုကလည်းစူးစမ်းရတော့ဘာဖြစ်ဖြစ်ဟိုကိုတို့ဒရိုက်တာဂျင်းနဲ့တယ်ဆိုတယ်ဆိုရင်ဒါအမကလည်းအော်ဒါသူဂျင်းနဲ့အောင်လုတ်ပေးနိုင်တယ်ဆိုလုတ်လိုက်နိုင်တယ်ဗောနော်အဲ့လိုမျိုးဖြစ်တဲ့အတွက်အမလည်း ဟိုကျင်းနေပြီဖြစ်တယ်ဟာအမအတွက်မဟုတ်ဘူးအမပထမဦးဆုံးအဲ့ရဲ့ပဲအဲ့ပထမဦးဆုံးအဲ့ရဲ့ပြီးတော့အဲ့ဒီပထမဦးဆုံးဆင်မယ်အမပထမဦးဆုံးရိုက်တဲ့နေ့မှာဟိုသုံးဆင်းလားမသိတည်ထားတာအဲ့ဒီသုံးဆင်းတည်လိုက်တဲ့အချိန်မှာအဲ့ပထမဦးဆုံးထွက်ထွက်ချင်းဆင်းလင်းပဲဆိုတဲ့ခါကျတော့နောက်ကြတော့အဲနည်းနည်းဟိုသူဒရိုက်တာလိုချင်တာလေးကဘလို့လေးဆိုတာလဲမလည်းနည်းအော်ဟိုမှာဖြစ်နေနည်းနည်းဟိုဖမ်းမိသွားတာ ကားပြောတဲ့ flow လေးပေါ့နော်အဓိကအကြောင်းအဲ့ဒါတော့ तू အဲ့လိုမျိုးမကြိုက်ဘူးအဲ့စကားရိုက်ကိုင်းနေတဲ့သူညာလောဘတော့ငင်းကြရတာပေါ့ဟုတ်တယ်အရန်လောဘကြည့်ပါတယ်အရန်လဲတော်ပါတယ်အရန်လဲဟိုတေးဆောင်တယောက်ကို သူပြောပြတတ်ပါတယ်ဟာအာအခုလွတ်နေပြီထင်တယ်ဒီကားလေးကိုဟိုတ िश ူအားပေးပါအောင်လို့အရန်ကောင်းတဲ့ကားအာပရိသတ်ဒီအတိုင်းဖြစ်မဲ့ကားဖြစ်ပါဟိုဟိုဖြစ်မှာပါဟာဟာ